အားလုံးမင်္ဂလာပါခင်ဗျာဇွန်လ25ရက်နေ့တက္ကသိုလ်ရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်ပထမဆုံးသတင်းကတော့မကွေးတိုင်းဒေသကြီးရေစကြိုမြို့နယ်မှာပေါ့နော်ဘုတ်ကူရေစကြိုသွားတဲ့ကားလမ်းပေါ်မှာဒေသခံပြည်သူတွေရဲ့ကားတစီးကို PDF ဖွဲ့ဝင်တွေကဖမ်းဆီးပြီးတော့ပစ္စည်းတွေကိုဓားများတိုက်ဆောင်ပါတယ်အဲ့ဒါကတော့ဒါပခုတ်ကူဘက်ကနေရေစကြိုဘက်ကိုမောင်းနှင်လာတဲ့ကားတစီးပေါ့နော်အဲ့ကားပေါ်မှာပါလာတဲ့စီပုံးတွေပြီးလို့ရှိရင်ဘီလက်မြေအိတ်တွေဆန်အိတ်တွေအကုန်လုံး PDF ဖုန်နဲ့သိမ်းဆီးလိုက်ပါတယ်ဒီလိုသိမ်းဆီးပြီးတဲ့နောက်မှာတော့ဒေသခံတွေပြောတာကတော့ဒါဒေသခံပြည်သူတွေပိုင်တဲ့အရာဖြစ်ပြီးတော့ PDF ဒီဘက်ကတော့ဘာထုတ်ပြန်လဲဆိုတော့ဒါကိုစစ်တပ်နဲ့ပတ်သက်တဲ့သူတယောက်စီကိုပို့ဖို့နော်စစ်သားတွေစားဖို့အတွက်ပစ္စည်းမလို့သိမ်းဆဲလိုက်တယ်ဆိုပြီးတော့ပြောပါတယ်ဆိုတော့ဘာပြောပြောတော့ဒေသခံပြည်သူတွေအတွက်ကုန်စည်စည်းရင်းမှာဒီကိစ္စကအင်မတန်မှအရေးကြီးပါတယ်အခုလိုမျိုးလောက်ရက်တွေကနေရာတော်တော်များများမှာဖြစ်ပါတယ်နော်အခုသူတို့စကမ်းမှာ လိုအပ်တဲ့ရိခါရသွားတာပေါ့ဒီဒီလိုပဲပြောရမှာပေါ့နော်ဒီလိုလှုပ်ဆောင်မှုတွေကြောင့်ဒီကုန်စည်စည်းစင်းရေးမှာကုန်စည်နှုန်းမြင့်တက်မှုတွေနဲ့ရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီကုန်သွယ်မှုမှာလုံခြုံမှုမရှိလို့ရှိရင်ဘလို့မှတည်ဆောင်လို့မရဘူးရေချောင်းပဲဖြစ်ဖြစ်ကုန်လမ်းပဲဖြစ်ဖြစ်လေချောင်းပဲဖြစ်ဖြစ်ပေါ့နော်အဓိကကတော့လုံခြုံမှုမရှိတာဖြစ်တဲ့အတွက်ဘလို့မှအကုံတွေကြီးမှာအဆင်မပြေဘူးအဲ့အတွက်စားတော့ကုန်နေရှားပါတယ်ဈေးနှုန်းတွေမြင့်ပါတယ်ဒီလိုတွေဖြစ်ပွားနေတာဖြစ်ပါတယ်နောက်တစ်နေ့ဘုတ်ကတော့နောက်ချူအနီးပတ်ဝန်းကျင်ပေါ့နော်အနီးပတ်ဝန်းကျင်အထိ ဒါ၃လမိုင်အတွင်းထိရောက်လာတဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ခုခံတိုက်ခိုက်ရင်းနဲ့ PDF အဖွဲ့ဝင်အများအပြားဟာဒဏ်ရာရရှိတာတွေတည်ဆုံးတာတွေရှိတယ်လို့သိရပါတယ်။မနေ့ကကျွန်တော်တင်ဆက်ပေးခဲ့တဲ့သတင်းမှာလည်း TNL ဘက်ကအရာရှိတွေအ ਨੇ စုံ2ဦး3ဦးလောက်ထိတည်ဆုံးပြီးတော့အဲ့ဒီအရာရှိတွေကိုတော့သူတို့ကအခန်းနဲ့အနားနဲ့ပေါ့နော်စစ်အခန်းအနားနဲ့တည်ချလေးမြုပ်တယ်။ကျန်တဲ့သူတွေကတော့ကြီးထိုးထိုးခွေးဆဆပေါ့နော်တေးကုန်တယ်။ အဲ့ဒီလိုပဲဒီတနုပီဒီရဲ့အဖွဲ့တွေနောက်ပြီးလို့ရှိရင်မန္တလေးပီဒီရဲ့အဖွဲ့ဝင်တွေနောင်ချိုမြို့အတွက်စစ်ကူလာပေးကြတယ်တော်တော်များများလာပေးကြတယ်မန္တလေးဘက်ကဆိုရင်150လောက်တက်လာတယ်ကြားတယ်အဲ့လိုတနုပီဒီရဲ့ဆိုလို့ရှိရင်တင်တန်းဆင်းကစားပီဒီရဲ့လေးတွေပေါ့နော်ကြောင်မဲဘက်ကနေနောင်ချိုမြို့တွေပို့လိုက်တယ်ယာနဲ့ချီတယ်အဲ့ဒီအဖွဲ့ဝင်တွေအကုန်လုံးတော်တော်များများလည်းပျောက်ချင်းမလားတဖြည်းဖြည်းနဲ့ပျောက်ပျောက်လာတယ် တော့တီကုန်ကြတယ်လို့ပြောရမှာပေါ့တချို့လက်ထွက်ပြေးကုန်ကြတယ်ပေါ့နော်ဆိုတော့နောင်ချိုးကိုပြန်လဲသိမ့်ပိုက်မဲ့ပွဲမှာ TNL နဲ့ PDF ဒီဘက်ကတော်တော်လေးရင်းနှီးမှုများပြားပါတယ်လက်ရှိတိုက်နေတဲ့ရွာတွေပေါ့နော်လက်ရှိတိုက်နေတဲ့ရွာတွေ TNL နဲ့ PDF ဖွဲ့ဝင်တွေခိုလုံနေတဲ့ရွာတွေဟာကျွန်တော်တို့မှန်းသလောက်ဒုတိယဒန်းစာလောက် ခန့်စစ်လို့ကျွန်တော်မှန်းပါတယ်နောက်ဆုံးခန့်စစ်ကိုတော့မြို့ထဲမှာလှုပ်သွားနိုင်တယ်ဒါမှမဟုတ်မြို့နဲ့အနီးတစ်ဝိုက်မှာလှုပ်သွားနိုင်တယ်ပထမတတိယနေ့မှာလည်းသူတို့လှုပ်ထားတဲ့ခန့်စစ်တွေနေရာတွေကိုကျွန်တော်တို့ပြောပြီးသားဖြစ်ပါတယ်ပြီးခဲ့တဲ့ရက်မှာကျွန်တော်တို့ထက်ကြားတဲ့ကိစ္စကတော့မနေ့ကတည်းကလည်းဖော်ပြထားတယ်ပေါ့အဲ့ဒါကဒီလုံခြုံရေးတပ်ဖွဲ့ဝင်တွေဝင်လာနိုင်တဲ့လမ်းကြောင်းတွေကိုမိုင်းတွေအပြည့်အဝထောင်ထားတယ်ဒီကြားခံပြည်သူတွေကတော့သိတယ်သိတာဖြစ်တဲ့အတွက်တတိယနေ့ပြီးထားတယ်ပေါ့နော်အဲ့တော့ ဒေသခံပြည်သူတွေအနေနဲ့လည်းဘယ်နာမှမိုင်းထောင်တာတွေ့တယ်လို့လည်းသူတို့မပြောရဘူးသူတို့အတွက်အနေရရှိတာပေါ့နော်အဲ့တော့ဒေသခံဆိုတာဒေသခံလို့ကျွန်တော်ပြောလိုက်ပြီဆိုလို့ရှိရင်အနည်းဆုံးရွာလေး၅ရွာလောက်ပတ်ဝန်းကျင်လောက်အဲ့လိုအတိုင်းတာဖြစ်မှာပေါ့နော်စကုပ်ကအဲ့လောက်ထိကျင်းလို့တော့မရဘူးပေါ့နော်ဒေသခံပြည်သူတွေကိုစိုးရိမ်လို့အဲ့လိုထဲမပြောပါနဲ့လို့ပြောဆိုကျွန်တော်တို့ကဒေသခံပြည်သူတွေပြောတဲ့စကားမှနားမထောင်ပါဘူးဘာနာတော့မရတော့ဆလ24ရက်နေ့တရက်ထဲမှာပဲ TNL ရဲ့ထုတ်ပြန်ချက်အရလေချောင်းနဲ့ဘုံအလုံး130လောက်သူတို့ကျဲခံခဲ့ရတယ်ပေါ့နော် ဒါအပြင်မှာ drone နဲ့လည်းအလုံး60လောက်သူတို့ကိုတိုက်ခိုက်ခဲ့တယ်ပေါ့အဲ့လိုပဲလက်နက်ကြီးပစ်ကူကလည်းအလုံး90ကျော်သူတို့ကိုပစ်ခတ်ခဲ့တယ်လို့ပြောပါတယ်ဆိုတော့စုစုပေါင်းအဲလေကြောင်းတိုက်ခိုက်မှုရော drone နဲ့တိုက်ခိုက်မှုတွေရောလက်နက်ကြီးတွေရောစုစုပေါင်းပစ်ခတ်မှုပေါင်းဆိုရင်200ကျော်လောက်ရှိမှာပေါ့နော်ဒီနေ့တက်လာတဲ့ရုပ်သံ file တစ်ခုအရာ ဒါလေချောင်းပစ်ခတ်မှုတစ်ခုပေါ့နော်ဒီ TNL တွေအနားကိုကြခဲ့တယ်သူတို့ကတော့မြေကြီးတွေတူပြီးကျင်းနေဝင်နေတာတွေ့ရတယ်တစ်ဖက်မှာကတော့လူရှိလားမရှိလားတော့မသိအဲ့ဒီကြသွားတဲ့နေရာတော့ပောက်ကွယ်မှုကတော်တော်ကြီးမားတယ်အဲ့ဒီနေရာမှာပောက်ကွယ်မှုဖြစ်ပေါ်ခဲ့တာမြင်ရတာဖြစ်ပါတယ်ဒီရက်မှာတော့နောင်ဩရွာမှာ TNL တွေကဆက်ပြီးတော့ခန်းစစ်ပြင်ထားတယ်ကြောက်တော့ရွာမှာလည်းခန်းစစ်ပြင်ထားတယ်ရွှေသွန်းရွာဘက်မှာကျတော့ဒနု PDF အဖွဲ့ဝင်တွေရှိပါတယ်နောက်ပြီးလို့ရှိရင်မျက်ချင်းနုရွာတွေမှာလည်း TNL နဲ့ PDF အဖွဲ့ဝင်တွေရှိပါတယ်နောက်တဲ့နေ့ဘုံကတော့ကျွန်တော်တို့ကြောက်ဖြူမြို့နယ်ပြန်စည်းကေရွာပေါ့နော်အဲ့ဒီရွာအနီးမှာဒီရက်ပိုင်းထက်တက်လာတဲ့ဒီ AA အဖွဲ့ဝင်တွေရဲ့တည်ဆုံမှုဓာတ်ပုံတွေပေါ့နော်တည်ဆုံမှုဓာတ်ပုံတွေမှာဗာမြင်ရလဲဆိုတော့နံပါတ်1ချက်ကျွန်တော်တို့မြင်ရတာတည်ဆုံတဲ့ AA အဖွဲ့ဝင်ချို့ကပေါ့နော်ဗာမြင်ရလဲဆိုတော့အမြုပ်ထွက်ပြီးတည်ဆုံနေတာတချို့တွေ့တယ်နောက်တချို့ကကြတော့ဗာဖြစ်လဲဆိုတော့ ခြေထောက်မှာကျိုးချီထားတယ်နှစ်ယောက်ပူးပြီးတော့ခြေထောက်မှာကျိုးချီထားတယ်တနက်နဲ့ဒီတိုင်းပဲပြစ်ခိုင်ထားတဲ့ပုံစံမျိုးကျွန်တော်ကြည့်ရတဲ့ပုံစံတွေကဒီလူတွေကိုတခုခုဆေးတွေပါတယ်များကျွေးထားပြီးတော့ခြေထောက်မှာကျိုးချီပြီးတော့တိုက်ခိုင်းတဲ့ပုံစံလားတော့အဲ့လိုမျိုးတော့ထင်ရတယ်နော်အဲ့လိုအဲ့လိုမျိုးလည်းဖြစ်ပေါ်များတယ်ဒါဖန်ဆီးထားတဲ့ပုံစံတော့မရှိဘူးအဲ့တော့နောက်ပြီးလို့ရှိရင်တည်ဆုံးနေတဲ့သူတွေဆိုလို့ရှိရင်လုံးဝအယိုးပြန်ပြန်ကြနေပြီ နော်အလောင်းတွေကလုံးဝအယူပြည့်မဲ့ကြတယ်အဲ့တော့အလောင်းမရဘဲနဲ့တည်သွားတဲ့သူတွေကလည်းအများအပြားရှိတယ်အခုကာလမှာဒီပြန်စစ်ကေရွာအနီးတွိုင်းမှာပဲအဲတတော်များများတည်ဆုံထားတာတွေ့ရတယ်ဗောနော်ဗမောမှာဆိုလို့ရှိရင်လည်းအတိုင်းပဲချွေးနေရာတွေမှာအလောင်းတွေကအယိုးပြန်ပြန်ကြတယ်လုံးဝအယိုးပဲရှိတော့တဲ့ပုံစံမျိုးတွေလည်းလုံညိုကြီးတစ်ဖက်ဝင်နေနေမြရှင်းလင်းနေတွေ့ရတာဖြစ်ပါတယ်နောက်တဲ့တင်တဲ့ဘုံကတော့ကြားပြည်နေ မော်ချီမြို့မှာရှိတဲ့မော်ချီတပ်တုတွေပေါ့နော်မော်ချီတပ်တုတွေကိုတမရဘက်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့သိရပါတယ်သူတို့ဘက်ကတော့ပြည်သူတေဆုံးတယ်လို့ပဲပြောမှာပေါ့နော်တကယ်တမ်းဆိုလို့ရှိရင်တော့ဒီကာလမှာတင်ရစာရတူဖို့မှု ရန်နာဖို့အတွက်နော်အစိုးရကနေပြီးညွှန်ကြားပေးတာဖြစ်ပါတယ်ဒါ ው လည်းအားလုံးကသိမှာဖြစ်ပါတယ်အခုကတော့အဲ့ဒီမော်ချီဒေတာမှာဒီတပ်တုတွေကိုတောက်လျှောက်တူးနေလို့ပဲလားဒါမှမဟုတ်လို့ရှိရင်အဲ့တပ်တုတွေပတ်ဝန်းကျင်မှာ PDF တွေနော် KR PDF တွေခိုးအောင်နေလို့ပဲလားအဲ့တပ်တုတွေကနေပြီးတော့ ငွေကြေးတွေ PDF တွေစီကိုစီးဆင်းနေလို့ပဲလားဆိုတော့ကျွန်တော်တို့ကတော့ပြောလို့မရဘူး။လေရင်တစ်ခေါက်ပုံသွားကြေးတယ်ဆိုတာတော်ယုံလွယ်တဲ့ကိစ္စတော့မဟုတ်ဘူး။တော်ယုံသတင်းတွေတော့ပုံကြေးမှာတော့မဟုတ်ဘူး။အကြောင်းရှိလို့အကျိုးဖြစ်တာဖြစ်ပါတယ်။နော်။အဲ့တော့အကြောင်းမပေါ်အောင်နေပေါ့။အကြောင်းပေါ်အောင်နေတယ်ဆိုလို့ရှိရင်တော့ အကျိုးဖြစ်မှာပေါ့ကိုလုတ်ခဲ့တဲ့အကြောင်းကဆိုးတဲ့အကြောင်းဆိုလို့ရှိရင်ဆိုးကျိုးဖြစ်မှာပဲကောင်းတဲ့အကြောင်းလုတ်တယ်ဆိုရင်ကောင်းကျိုးဖြစ်မှာပဲပေါ့နော်နောက်တစ်ရင်တစ်ပုတ်ကတော့ဇွန်လ24ရက်နေ့က RS ဆော်ဘွားများပြည်တော်စုပေါ့နော် UAE တန်အမတ်နဲ့စွန့်ရင်ဝန်ကြီးဌာနပြည်တော်စုဝန်ကြီးဥက္ကုလင်တို့တွေ့ဆုံခဲ့ကြတယ်လို့သိရပါတယ်ဒီတွေ့ဆုံမှုမှာဥက္ကုလင်ဘက်ကဒီကမ်းလွန်ရင်းနှံလုတ်ွက်တွေကို UAE နိုင်ငံအနေနဲ့ရင်းနှီးမြှုပ်နှံမှုအတွက် ဖိတ်ခေါ်ကမ်းလှမ်းခဲ့တယ်လို့သိရတယ်။ဆိုတော့နောက်တစ်ဒီနေ့ဘောကလည်းဆက်ဆက်ပြီးတခါတည်းပြောရမှာဆိုလို့ရှိရင်နိုင်ငံတော်ဒုတိယဝန်ကြီးချုပ်ပေါ့နော်။ဗိုလ်ချုပ်ကြီးမြထွန်ဦးရုရှားနိုင်ငံကိုတွားရောက်နေတဲ့အချိန်မှာမြန်မာနိုင်ငံမှာအဆောက်အဦနဲ့ဆိုင်တဲ့ကိစ္စတွေမှာလာရောက်ရင်းနှီးမြှုပ်နှံကြဖို့ဒီကိစ္စတွေကိုရုရှားဘက်ကစီးပွားလုပ်ငန်းရှင်တွေကိုတိုက်တွန်းခဲ့တယ်လို့သိရတယ်။နောက်တစ်ဒီနေ့ဘောကတော့နေပြည်တော်မှာကျင်းပသွားခဲ့တဲ့ Peace Forum ပေါ့နော်2025ဆိုတော့ကျွန်တော်တို့တော့မသိပါဘူးကျွန်တော်တို့လည်းမဖိတ်ပါဘူး။ဒါပေမဲ့လည်းဒီ peace program ကျင်းပခဲ့တဲ့နေရာမှာနိုင်ငံတော်ဝန်ကြီးချုပ်ကနေပြီးတော့မိခွန်းပြောသွားပါတယ်ဒီပြောသွားတဲ့မိခွန်းမှာလာမယ့်2026ခုနှစ်ဇန်နဝါရီလဒုတိယပတ်အတွင်းမှာပေါ့နော်ရွေးကောက်ပွဲလှုပ်ဆောင်ဖို့ရှိတယ်တို့တို့အနေနဲ့ရေကောက်ပွဲ လုပ်ဖို့အတွက်ဒါရက်ကိုချိန်ဆနေပြီသူ့ရဲ့စကလုံးကောက်နှုတ်ချက်တွေအရလက်ရှိတိုင်းရင်းသားလက်နက်ကင်တွေရောနော်နိုင်ငံရေးသမားတွေတွေးထိုးလို့ PDF ဖြစ်သွားတဲ့သူတွေရောဒီလူတွေအားလုံးကို နော်လက်နက်ဆွဲကြိုင်ပြီးလုပ်နေတာကလမ်းစဉ်တစ်ခုမဟုတ်ဘူးနိုင်ငံရေးနည်းလမ်းနဲ့ဖြည့်ရှင်းဖို့အတွက်နော်ဒီမိုကရေစီကိုတကယ်လိုလားတယ်ဆိုလို့ရှင်နိုင်ငံရေးနည်းလမ်းနဲ့ဖြည့်ရှာဖို့အတွက်ပေါ့နော်သတိပေးထားတာရှိပါတယ်အခုလုပ်နေတဲ့လမ်းစဉ်ကအကျက်ဖက်လမ်းစဉ်တွေဖြစ်တယ်နော်မှန်ကန်တဲ့လမ်းစဉ်မဟုတ်ဘူးဆိုပြီးသတိပေးထားတာဖြစ်ပါတယ်နောက်တစ်တင်းတဲ့ဘုတ်ကတော့ကျွန်တော်တို့ SSPP နဲ့ TNL အဖွဲ့ဝင်တွေဒါပြစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်အလုံးသိတဲ့အတိုင်းဒါတလာထဲမှာနှစ်ကြိမ်ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ် ် SSPB နဲ့ TNL တွေကမကြမကြတိုက်ပွဲဖြစ်ပွားနေပါတယ်။ကျွန်တော်တို့ကြားရတဲ့သတင်းတွေအရဆိုလို့ရှိရင် SSPB ကဒီသူ့ရဲ့ရှမ်းအုပ်ချုပ်တဲ့ဒေသပေါ့နော်ရှမ်းလူမျိုးတွေနေထိုင်တဲ့အရက်ဒေသတွေမှာ TNL ခုလိုဝင်ရောက်လာတာကိုသိပြီးတော့မကြိုက်ဘူး။အဲ့ဒီအတွက် TNL တွေကိုဒီကနေထွက်ခွာသွားစေချင်တယ်။အဲ့ဒါကြောင့်သူတို့ဝင်ထိုင်တဲ့စခန်းပေါ့အရင်ကသူတို့ထိုင်တဲ့စခန်းကို TNL တွေကလာပြီးတော့မောင်းထုတ်တယ်လို့လာလို့တို့ပေါ့နော်ထွက်ပို့ပါညာလာပြောတဲ့ချိန်မှာပြန်လည်ပြစ်ခတ်မှုဖြစ်ပွားခဲ့တယ်ကျွန်တော်ကြားသလောက် TNL ဘက်က2ဦးတည်သွားတယ်လို့သိရပါတယ်နောက်တရင်တဲ့ဘုတ်ကတော့ဒါမြန်မာ witness ကနေပြီးတော့ဖော်ပြခဲ့တဲ့ကိစ္စပေါ့နော်အဲ့ဒါကတော့ကျွန်တော်တို့ဒါတရုတ်နိုင်ငံကုမင်းလေစိတ်မှာပေါ့နော်တက်မတော်ရဲ့လေရင်နှစ်စီးကိုလေရင်အစ်စ်ပေါ့နော်လေရင်အစ်စ်နှစ်စီးကိုသူတို့အနေနဲ့တွေ့ခဲ့တယ်ပေါ့နော်ဒါစုံစမ်းသိရှိခဲ့တယ်ပေါ့အဲ့လိုပြောတဲ့အခါကျတော့လေရင်အစ်စ်နှစ်စီးကလေရင်အစ်စ်နှစ်စီးက Y8 အမျိုးအစား 200W ပေါ့နော်ဒီအမျိုးအစားဖြစ်ပါတယ် လေရင်တွေကတော့ဘယ်အချိန်မှပြည်တွင်းကိုတက်တော်ဝင်လာမလဲတော့မပြောတတ်ပေမဲ့ဒါလေရင်အစ်တ20အမိနံပါတ်တွေလည်းတက်ပြီးတော့မြန်မာခင်မြန်မာနိုင်ငံကိုလာဖို့မျှော်လင့်ရတယ်ဗောနော်သူတို့သတင်းသားမှန်ကန်တယ်ဆိုရင်ပြောတာပါဒါကတော့တည်ယူပို့ဆောင်ရေးအမျိုးသားလေရင်ဖြစ်ပါတယ်နော်အဲ့ဒီအတွက်အရင်ကြီးတော့ဒီတိုက်ခိုက်ရေးပိုင်းမှာကျွန်တော်တို့မြင်တွေ့ရဖို့တော့မရှိဘူးတက်မတော်ဆိုင်ရာတရွှေတက်ပြောင်းနေတည်ယူပို့ဆောင်မှုတွေမှာအများစုအနေနဲ့မြင်တွေ့လာရဖို့ရှိပါတယ်နောက်သတင်းတစ်ပုဒ်ကတော့ကျွန်တော်တို့မြန်မာပြည်တွင်းမှာတော်တော်များများ EV crazy တွေကြားထဲမှာရေပန်းစားတဲ့ nectar ပေါ့နော် nectar ev ကုမ္ပဏီပေါ့မူလကုမ္ပဏီကဒေဝါလီခံသွားတယ်ပေါ့နော်ဒေဝါလီခံသွားတယ်ဆိုတာကမြန်မာနိုင်ငံမှာလိုမျိုးဟိုကြော်တော့နှုတ်ခံကုမ္ပဏီဒါမှမဟုတ်ရှင်ကုမ္ပဏီတစ်ခုကိုပြန်ဝယ်လေးဝယ်ထားမရှိတဲ့အနေထားဆိုလို့ရှင်တော့ပြဿနာမရှိဘူးပြည်ထဲမှာဘာဖြစ်လာလဲဆိုတော့အဲ nectar evc တွေထိုးကြသွားတယ်သူကားစီးကြရင်တော့ကျွန်တော်တို့ကကြိုက်တယ်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့ဒေဝါလီခံတယ်ဆိုတာကုမ္ပဏီလုံးဝပြတ်သွားတာမျိုးမဟုတ်ကုမ္ပဏီဖျက်သိမ်းလိုက်တာမျိုးမဟုတ် ်နော်ဒီဝါလီခံသွားတယ်သူတို့မလုံနိုင်ဘူးလားအစားထိုးဝင်လာလိမ့်မယ်သူကလည်းသူဥပမာ A ကုမ္ပဏီကဒီဝါလီခံတယ်ဆိုလို့ရှိရင်အဲ့ဒါကိုပြန်ပြီးဝယ်နိုင်တဲ့နော် B ကုမ္ပဏီကနေပြီးတော့အစားထိုးဝယ်ယူအဲ့လုပ်ငန်းကိုပြန်ပြီးလည်ပတ်မှာဖြစ်ပါတယ်အဲ့ဒီအဆောက်အဦတွေအဲ့ဒီသူတို့သွားနေတဲ့နော်ဒီ project plan တွေကိုပိုကောင်းသွားအောင်လုပ်ဖို့ပဲရှိတယ် EV ကားတွေအနေနဲ့ဒီ software update တွေဘာတွေတကြီးတော့စိုးရိမ်ပြီးတော့ကြာသွားတာရှိတယ်ဗောနော်ဒီဈေးကြာသွားတာရှိတာဗောဆိုတော့ software update ကတော့ကျွန်တော်ပြောရမယ်တကယ်လို့သာ နော်တခြားကုမ္ပဏီတခုကဥမာ Nectar ကို BYD ရဲ့ထောက်ဝယ်လိုက်နေဝင်နိုင်တယ်။ဒါမှမဟုတ်ရှင်တခြားသောနော်ဒီ Carbon တခုခုကလည်းထောက်ဝယ်လိုက်မယ်ဆိုလို့ရှိရင်ဝယ်လို့ရတယ်။အဲ့လိုဝယ်ပြီးလို့ရှိရင်နော်လုပ်ငန်းစုတခုကဝယ်ပြီးလို့ရှိရင်အဲ့ဒီ Nectar ကိုဆက်ထုတ်လို့ရတယ်။ထုတ်ပြီးလို့ရှိရင်ပိုကောင်းတဲ့ software improvement တွေနောက်ပြီးလို့ရှိရင်ပိုကောင်းတဲ့ hardware quality တွေနဲ့ဒီကားတွေထပ်ထွက်လာနိုင်သေးတယ်။ဟိုတချို့ကားကုမ္ပဏီတွေကတော့နာမည်ပျောက်သွားတယ်။နာမည်ပျောက်သွားပြီမြဲ အဲတချို့ branding ကြီးရဲ့အောက်မှာဆက်ပြီးတော့တွားနေတုန်းပဲအဲ့ဒါဘာကြောင့်လဲဆိုတော့ company တွေကဒေဝါလီခံလို့အဲ့ဒါကတရုတ်မှာပဲဖြစ်တာမဟုတ် US မှာလည်းဖြစ်မှာပဲပြင်သစ်မှာဖြစ်မှာလေတချို့ကား company တွေနာမည်ရှိတဲ့ကား company တွေဆိုလို့ရှိရင်တရုတ်ကဝယ်သွားတဲ့ company တွေတော့အများကြီးပဲနိုင်ငံခြားတော့ထွက်ဝင်နေတဲ့တရုတ်ကပြည်တွင်းမှာရှိတဲ့ nectar လိုမျိုး ကားကုမ္ပဏီကိုမဝယ်စရာအကြောင်းတော့မရှိတော့ဘူးလို့ကျွန်တော်ထင်ပါတယ်နောက်သတင်းတစ်ပုဒ်ကတော့ဇွန်လ24ရက်နေ့ကဗမော်တက္ကသိုလ်အနီးမှာရှိတဲ့ဒီတာမိုင်းလုံရွာပေါ့အဲ့ဒီရွာမှာလုံချိုးတခုအနီးနယ်မြေရှင်းလင်းတဲ့ချိန်မှာ KIA အလောင်းတစ်လောင်းနဲ့လက်နက်ခဲယမ်းအချို့သိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်ဗမော်ဒေသမှာလည်းလုံချိုးတခုအနီးဘက်ကလက်ရှိချိန်ထိအသာစီးယူတိုက်ခိုက်နိုင်တဲ့အနေထားပဲဖြစ်ပါတယ်နောက်တနေ့တော့ကျွန်တော်တို့ဖေခုံအင်းအရှိတ်ဘက်ချမ်းမှာရှိတဲ့ဆောင်းတန်းခဲရွာပေါ့အဲ့ဒီရွာနဲ့ပတ်သက်ပြီးတော့တည်င်းကတစ်ဖက်ကတမျိုးလွင့်တယ်เนาะတစ်ဖက်ကဒီ ။ PDF ထောက်ခံအားပေးတဲ့သူတွေကအဲ့ဒီရွာကိုစစ်တပ်ကမီးရှို့ပါတယ်ဆိုပြီးပြောတယ်။တကယ်တမ်းကျတော့အဲ့ဒီရွာမှာခရီး PDF တွေတောင်ကျန်းသူတွေနေတဲ့နေရာခိုးနေတာခိုးနေတဲ့အချိန်မှာနေမီရှင်းလင်းသွားတယ်နေမီရှင်းလင်းသွားလောက်တဲ့အချိန်မှာမနိုင်တော့တဲ့အချိန်မှာရွာမီးရှို့ပြီးပြီးတာရှင်းတယ်။တော့ဒီဖြစ်စင်ပဲပြီးခဲ့တဲ့ဖြစ်စင်နေတဲ့ကဇက်ွက်ရဲ့ပြီးခဲ့တဲ့ဖြစ်စင်နေတဲ့ကဇက်ညိုးရဲ့အတူတူပဲเนาะ ကျွာနာမည်ပဲချိန်ချိန်သွားမယ်အရင်တော့စကိုင်းတိုင်းမှာဖြစ်ခဲ့တဲ့ကိစ္စတွေအကုန်လုံးเนี่ยဇညွန်းတူတူပဲဒီတိုင်းပဲဒါပြီးလို့ရှိရင်စစ်တပ်ကရှုပ်ပါတယ်ဆိုပြီးဝါဒဖြန့်မယ်ဆိုတော့ဒီဇိုင်းကလည်းဒီတိုင်းပဲတခြားဘာမှပြောင်းလဲသွားတာမရှိဘူးပေါ့နော်အားလည်းတည်ရင်လည်းဖြစ်ပါတယ်အဲ့ဒါကတော့16နှစ်လောက်ပဲရှိသေးတယ်ကောင်မလေးတွေပေါ့နော်ဂရိတွဲចောင်းသူလေးတွေចောင်းကတော့တက်နေသေးလားမသိပါဘူးเนาะဒါတော့သူတရင်အနည်းချုပ်ကိုပဲပြောရမှာဆိုရင်ဒီကောင်မလေးတွေကမိုင်းပန်မြို့နယ်ထဲမှာရှိတဲ့ KDB တခုကိုသွားတယ်။ KDB တခုကိုသွားပြီးတော့ Happy Water ကိုသုံးခဲ့တဲ့ချိန်မှာသူကတာမန်လောက်သုံးတာမဟုတ်ဘဲနဲ့တူဦး၄၅၆ခွက်9ခွက်10ခွက်လောက် Happy Water တွေတောက်ခဲ့တယ်။အဲ့လိုတောက်တဲ့ချိန်မှာအဲသူတို့စကားအရာပေါ့နော်ညနေ9နာရီလောက်တည်းကစပြီးတော့လစ်တယ်ပေါ့အဲစလစ်တယ်ဆိုတာညနေ9နာရီလောက်ဆိုစပြီးကဲတယ်တောက်ကြတယ်စားကြတယ်အဲ့လိုကဲနေရင်းနဲ့အေး Happy Water ကိုဒါတောက်လျှောက်တောက်တယ်တောက်ရင်းနဲ့9နာရီလောက်မှာတတိလစ်တယ် เนาะตริลิပြီးတော့ซี้ยုံขอลาเนาะไอ้ดาก็เลยเอ่อสยามวงเดียวก็ยีทาได้สาไปဖြစ်ပါတယ်စီယုံတော့မှာဘယ်စီယုံလဲဆိုတော့တက်မတော်စီယုံခေါ်သွားတာဖြစ်ပါတယ်ခေါ်သွားတဲ့အချိန်မှာတယောက်ကအသက်မပါသွားတော့နောက်တစ်ယောက်ကတော့တတိလစ်လျက်နဲ့ပါသွားတယ်နောက်ကလေးမလေးနှစ်ယောက်လုံးဝစီယုံရောက်တဲ့အချိန်မှာအသက်မရှိတော့အဲ့တော့ဒီကလေးမလေးတွေကဒီ happy water ကိုတောက်သုံးလိုက်တဲ့အချိန်မှာခန္ဓာကိုယ်ထဲမှာရှိတဲ့အခြေအနေတွေနဲ့ မကိုက်ညီပဲတည်ဆုံသွားတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ဆိုတော့ဟိုဘယ်လိုပြောရမလဲဒီအားလဲကျွန်တော်တို့လည်းဒီနယ်ပယ်နဲ့ပတ်သက်ပြီးတော့အကျွမ်းတဝင်တော့မသိဘူးအာဒီ happy water တောင်မှာဘယ်လိုအမျိုးအစားလဲတော့ကျွန်တော်မပြောတတ်ဘူးသူတို့ကတ်တမင်းနဲ့တွဲသုံးခဲ့တယ်လို့ပြောတယ်ပေါ့နော်အဲ့တော့ဒီအရွယ်ဒီကလေးတွေပေါ့နော်16နှစ်ပေါ့အသက်တော်မပြည့်သေးတဲ့ကလေးတွေအသက်တော်မပြည့်သေးတဲ့ကလေးတွေအခုလိုမျိုးမွေးစေသုံးဆွဲနေတာကတော့ဒါတော့တော်တော်လေးတော့မလွယ်ကူဘူးမတင့်တော်ဘူးလို့တော့ထင်တယ် တော့ငွေရစင်နဲ့ပတ်သက်ပြီးမြန်မာနိုင်ငံမှာပေးတဲ့ပြမှုပြတ်တက်နေနဲနေသေးတယ်လားလို့ကျွန်တော်လည်းနည်းနည်းယူဆတယ်။မွေးစေတယ်ဆောင်တဲ့သူတွေရောင်းဝယ်ဖောက်ကားတဲ့သူတွေကိုเนาะအနည်းဆုံးเนาะထောင်အနည်း90ပြီးရင်သေးတယ်เนาะဖြန့်ဖြူးတဲ့သူဆိုသေးတယ်ဒီလိုမျိုးပေးမှပဲကျွန်တော်နိုင်ငံကမွေးစေနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးတော့ចောင်းမှန်ကန်မှန်သိမယ်လို့ထင်တယ်။အနည်းဆုံးတော့သေးတယ်လောက်တော့ပေးရမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်။ဆိုတော့ဒီရွယ်လေးတွေမဖြစ်သင့်မဖြစ်တိုက်တဲ့ကိစ္စပေါ့နော်။နောက်ပြီးတော့ဒီကလေးတွေက เนาะဒီလက်နက်ကင်အဖွဲ့တစ်ခုကမိသားစုဝင်တွေလို့လည်းသိရတယ်တကယ်တမ်းဖြစ်တဲ့ခါကျတော့ဒီတက်မတော်25ကဒင်းစေယုံကိုရောက်လာတာပေါ့เนาะဒါပေမဲ့အတက်နိုင်ဆုံးတော့ကဲပါတယ်ကဲတဲ့အချိန်မှာအခုလိုမျိုးဖြစ်သွားတာဖြစ်ပါတယ်အဲ့တော့ကို့တာသမီးတွေကိုကိုထင်းထင်းသိမ်းသိမ်းနဲ့လှုပ်ဖို့လိုတယ်ဆိုတော့နောက်ပိုင်းဒီចောင်းနေမှာလဲဒီစေးနဲ့ပတ်သက်ပြီးတော့ကိစ္စတွေပေါ့เนาะကို့ပတ်ဝန်းကျင်မှာចောင်းဆက်ဆံမိုင်းအနေနဲ့လဲအဲ့ဒါလေးဒီဟိုနည်းနည်းလေးသတိလေးထားပြီးတော့ပေါ့เนาะသတိလေးထားပြီးတော့ကို့ရဲ့တပည့်တာမီးတွေ အခုလိုမျိုးမဖြစ်ရအောင်လို့เนาะတက်ဆိုင်ရာတွေနဲ့ပူပေါင်းပြီးဆောင်ရွက်တဲ့နယ်လုပ်ထင်းနေနောက်တစ်ချက်ကကြတော့ဒီရက်ပိုင်းမှာဒီဆက်ဆံမတွေဘက်ကတော်တော်လေးအဲအလုပ်ပိုလုပ်လာတာကျွန်တော်တို့မြင်ရတယ်ဗောနော်တခုခုဖြစ်လာပြီဆိုလို့ရှိရင်ဒီចောင်းသားကိစ္စတွေပြဿနာအခင်းချင်းတွေဖြစ်လာပြီဆိုလို့ရှိရင်ချက်ချင်းပဲဒီတောင်းရှိတဲ့သူတွေဗောနော်ចောင်းဒီပညာရေးမှုတွေဘာတွေကိုယ်တိုင်ဆင်းပြီးတော့ကိစ္စတွေဖြည့်ရှင်းပေးတာတွေเนาะအဆုံးဖြတ်ပေးတာတွေလုဆောင်လာတာတွေ့ရပါတယ်ဒါကောင်းပါတယ်เนาะဒီတော့ဟိုကျွန်တော်တို့ကြိုးစားပါတယ် နောက်ထပ်တစ်ချက်ကဒီမူရစ်စေဝါတုံဆက်မှုဖုံတုံဆွဲမှုဒါတွေကိုမဖြစ်စေဖို့အတွက်ပေါ့နော်အသက်မပြည့်သေးတဲ့ကလေးတွေကိုဒါတွေမဖြစ်စေဖို့အတွက်အတတ်နိုင်ဆုံးဆရာမိဘအကြောင်းသားပူးပေါင်းပြီးတော့ဖြည့်ရှင်းရမယ်နဲ့တူပါတယ်။နောက်တဲ့တင်ဘိုးကတော့ PD ရဲ့နောက်ထပ်16ဦးအလင်းဝင်လာတယ်ပေါ့နော်။အမျိုးသား15ဦးအမျိုးသမီးက4ဦးဖြစ်ပါတယ်။ဒီအဖွဲ့တွေကိုလည်းအဲလေပိုင်းတိုင်းစစ်ဌာနချုပ်ကနေပြီးတော့သူတို့ရဲ့မိဘတွေစီကို ပြန်ပြီးတော့အနှံ့လိုက်တာဖြစ်ပါတယ်ဒီမှာတနတ်တွေလည်းပါလာတာတွေ့ရပါတယ်နောက်တဲ့တင်ဘုတ်ကကြတော့ကျွန်တော်တို့ဒီနေ့ဖုံဆက်လာတဲ့ပင်စင်စားအငိမ့်စားဦးလေးတယောက်ရဲ့ဖြစ်စဉ်ကိုကျွန်တော်ပြောပြပါမယ်ကျွန်တော်ဟိုးအရင်နေ့ကဒီကိစ္စနဲ့ပတ်သက်ပြီးကျွန်တော် awareness တွေအများကြီးလုပ်ခဲ့တယ်အလိမ်မခံရဘူးအခုပြီးခဲ့တဲ့ရက်ပိုင်းက forest trade နဲ့ပတ်သက်ပြီးတော့အဲ့ဒါကိုအကြောင်းပြပြီးပုံစီလုပ်သွားတဲ့ဟာရှိတယ်။နောက်ငွေကြီးလိမ်လည်သွားတယ်တိမ်မောင်းများစွာလိမ်လည်သွားမှုတစ်ခုရှိခဲ့တယ်။အခုထပ်ပြီးတော့ဒီပင်စင်စားအငိမ့်စားဦးလေးကြီးက ချက်တဲတယ်ချက်တဲတဲ့ခါကျတော့ line ပေါ်မှာငွေချီးလို့ရတယ်ဆိုပြီးတော့ဗီဒီယိုတစ်ခုတွေးလိုက်တယ်တွေးလိုက်တဲ့ခါကသူအဲ့ထက်မှသူဝင်ကြည့်တယ်ဝင်ကြည့်တော့တည်တည်ချာချာရုံးကန်းနေပါရင်လည်းအပြင်ဆင်ကတေချာလောက်ထားတယ်လောက်ထားတာဖြစ်တဲ့အတွက်အဲသူလည်းယုံကြည်တယ်ပေါ့နော်အဲ့ဒီအကောက်ကိုသူကယုံကြည်တယ်ဆို SME ငွေစုငွေချေးဘဏ်ဆိုပြီးတော့နာမည်တင်ထားတာဖြစ်ပါတယ်။သူပြောတဲ့နာမည်ကိုကျွန်တော်ကြားလိုက်အချိန်မှာဒါရှိလည်းမရှိဘူး။အဲ့ဒီဦးလေးကြီးကမိသားစုကလည်းစာဝန်ကြီးခက်ခဲနေတယ်။ပင်စင်စားလည်းဖြစ်တဲ့ခါကျတော့ပတ်စံ30ချီးဖို့သွားပြောတယ်။ တော့ပြောတဲ့ခါကျတော့ချီးပေးမယ်သိန်း90ချီးပေးမယ်အဲ့ဒီအတော့မှတ်ပုံနေရယ်အိမ်တော်စုဇာရယ်ပင်စင်စာအုပ်ရယ်ပို့ပေးရမယ်နော်ဓာတ်ပုံရိုက်ပြီးပို့ပေးရမယ်ပေါ့နော်ဆိုတော့ဓာတ်ပုံရိုက်ပြီးပို့ပေးလိုက်တယ်နောက်ထပ်အဲ့ဒီဘာထက်ဆိုးလဲဆိုတော့ကိုယ့်ရဲ့အိမ်ပုံစံမှာရိုက်ပေးရတယ်အိမ်အတွင်းအပြင်စုစုပေါင်းဓာတ်ပုံ6ပုံရိုက်ပေးရတယ်အဲ့ဒီအပြင်ကမှငွေကျပ်23,500ကိုဝိမန်နီကနေတဆင့်လွှဲပေးရတယ်အဲ့ဝိမန်ကြီးလွှဲပေးရတဲ့ခုနကကိုကျွန်တော်ရွတ်ပြပါမယ်။39664312 643 နာမည်ကတော့အောင်အောင်ဖြစ်ပါတယ်။အဲ့ဒီဝိမာန်ဒီအကောက်ထဲကိုငွေလွှဲပေးလိုက်ရပါတယ်2300တောင်းတယ်9000ပြီးလို့ရှိရင် Viber နံပါတ်ကိုလည်းအဲ့ဒီခုနပြောတဲ့အထောက်ထားတွေပေးလိုက်ရတယ်။ပြီးလည်းပြောဆက်သွယ်လို့မရတော့ပတ်သက်2300တောင်းလဲရှုံးမိသားစုအချက်လက်တွေအကုန်လုံးလည်းပေါက်ကြားကိုယ်အိမ်ပုံစံကစပင်စင်စာအုပ်ကအစပေါက်ကြားသွားအောင်နော်ဒီလိုဖြစ်စဉ်မျိုးတွေကျွန်တော်အစိုးရရဲ့ပြောတယ် online ပေါ်မှာငွေချေးတဲ့ငွေချေးဆိုတဲ့ကိစ္စကမလုပ်ကြပါနဲ့နော်ဘယ်သူမှကိုယ်နဲ့မမြင်မဲနဲ့ နံပါတ်ပုံလေးလေးရိုက်ဖို့ယုံနဲ့ငွေချီးမှမဟုတ်ပါဘူးဦးလေးကိုယ်တိုင်ကဘာပြောလဲဆိုတော့ဒီကိစ္စကိုအများသူငါသိရအောင်မျှဝေပေးပါအလိမ်မခံရအောင်သူ့လိုမျိုးမဖြစ်ရအောင်မျှဝေပေးပါဆိုကျွန်တော်ပြောတာဖြစ်ပါတယ်အူလေးကြီးလည်းကျွန်တော်မှားလိုက်ပါတယ်ဒီလိုမျိုးအလင်ခံလိုက်ရတဲ့ကိစ္စကိုမချက်ပါနဲ့လို့ကိုပတ်ဝင်ချက်မှာရှိတဲ့ဆွေမျိုးသားချင်းအိနီနာချင်းကိုပြန်ပြောပြပါမချက်ပါနဲ့ငွေအလင်ခံလိုက်ရတဲ့ဆိုတဲ့ကိစ္စကိုလုံးဝမချက်ပါနဲ့အဲ့တိုင်းပဲအွန်လိုင်းပေါ်မှာတက်ရေးကြပါ နော်အလင်ခံရတဲ့သူတွေတက်ရကြပါဒါရှက်စရာကိစ္စမဟုတ်တယောက်အလင်ခံလိုက်ရတာကြောင့်နော်အဲ့ဒါကိုကျွန်တော်တို့ပေါ်ထုတ်လိုက်နိုင်ခြင်းအဖြစ်နောက်လူတွေအလင်မခံရဖို့အတွက်အထောက်အကူဖြစ်ပါတယ်ထပ်ပြောပါမယ် online ပေါ်ကနေငွေချီးမယ်ဆိုတဲ့ကိစ္စတွေကိုလုံးဝလုံးဝမလုပ်ပါနဲ့နောက်တစ်ချက်ကဒီယင်းဒီမြုံနယ်မှုတွေလုံးမယ်ဆိုပြီးတော့နော်ဒီဒီ software တွေနဲ့လာပြတယ် American dollar တွေဘယ်လောက်ထိဝယ်နေဆိုတဲ့အကြောင်းအစောပိုင်းမှာပတ်စံတွေထုတ်ပေးတယ်နောက်ပိုင်းမှာပတ်စံလုံးဝထုတ်မပေးတော့တဲ့ဂျာဖြတ်နေကို live online ပေါ်မှာလုပ်နေတာရှိတယ် အဲ့ဒါမျိုးတွေလည်းနောက်ထပ်ဘယ်မှာပဲပေါ်လာပေါ်လာဘလို့ပဲကန်းနှန်းကန်းနှန်းဘလောက်ပဲအမျက်ပေးပြီးလုံးဝလုံးဝမလုပ်ဖို့ပြောချင်းတယ်ပတ်စံဘယ်နေရာမှာလက်ခါရတာမဟုတ်နော်အဲ့ဒီတော့သတိထားကြပါလို့ပြောချင်ပါတယ်။နောက်တတိယဘုကတော့အပြည်သူလူထုအသုံးပြုနေတဲ့လမ်းပေါ်မှာမိုင်းတွေထောင်ထားလို့လူညုံကြီးတဖုံကနေတွားရောက်ရှင်းလင်းခဲ့ရတဲ့တည်င်းဖြစ်ပါတယ်။မုံပြင်းနဲ့ကြိုက်ထုံမျိုးနဲ့ပြည်သူလူထုအသုံးပြုနေတဲ့ကြိုက်ထုံမျိုးအနီးကရန်ကုန်မော်လမြိုင်ပြည်တော်စုကားလမ်းမပေါ်မှာ PDF KNU ပူပေါင်းအဖွဲ့ဝင်တွေထောင်ထားတဲ့ မိုင်းတွေကိုလူမျိုးတဖုံတွေတွားရောက်ရှင်းလင်းခဲ့ပါတယ်။အဲ့ဒါကတော့ကြိုက်ထုံမျိုးနဲ့အင်္ဂဘူရွာအနီးမှာကျမ်းပတ်သမားကြီးထောင်ထားတဲ့ငါးကန်လံဘုံနဲ့လှုပ်ထားတဲ့မိုင်းနှလုံးနောက်ပြီးလို့ရှိရင်ရန်ကုန်မော်လမြိုင်ပြည်တော်စုလမ်းမကြီးမိုင်းတိုင်းအမှတ်64မြင်းဆောင်ခုနှစ်မှာရှိတဲ့တရားအုပ်ချေမှာငါးကန်လံဘုံနဲ့လှုပ်ထားတဲ့မိုင်းခုနှစ်လုံးမိုင်းတိုင်းမှာ64မြင်းဆောင်သုံးမှာငါးကန်လံဘုံနဲ့လှုပ်ထားတဲ့မိုင်းနှလုံးကိုထပ်ပြီးရှင်းလင်းခဲ့ရတယ်လို့သိရပါတယ်ဆိုတော့ပြောချင်တာကတော့ဒီဖြစ်စဉ်မျိုးတွေကနော် အဲ့ဒီလမ်းပိုင်းမှာမကြမကြဆိုသလိုပဲဖြစ်ပွားနေတာဖြစ်ပါတယ်အဲ့ဒီအတွက်တတိထားကြဖို့လိုအပ်ပါတယ်မတင်ကြတာတွေ့တာနဲ့ဒေသခံပြည်သူတွေအနေနဲ့လူမျိုးရေးတဖွဲ့ဝင်တွေကိုအချိန်နဲ့တပြေးညီဆက်သွယ်သတင်းပို့ဖို့လည်းလိုပါတယ်မဟုတ်လို့ရှိရင်ဆိုရှယ်မှုကကြီးမားသွားနိုင်ပါတယ်အဲ့လိုပဲယထာလန်ယထာတရားတွေမှာလည်းမကြခဏဆိုသလိုမိုင်းထောက်ဖောက်ကွဲတိုင်းလည်းရှိပါတယ်ယထာတစည်းမှာပါတဲ့လူဦးရေကိုတွက်ကြည့်ပါအများပြည်သူစီးနေတဲ့ယထာလန်ကာလန်ဖြစ်ပါတယ်အဲ့ဒီအတွက်အတတ်နိုင်ဆုံးအဲတရင်ရတာနဲ့လူမျိုးရေးတဖွဲ့ဝင်နေနဲ့တိုင်ပင်ပြီးတော့ ဒီမိုင်းနေရှင်းလင်းရေးအတွက်လှုပ်ဆောင်မှုလိုပါတယ်နောက်တရင်တဲ့ဘုတ်ကတော့နိုင်ငံတော်စီမံချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မူကြီးမေအောင်လိုင်ကဘီလာရုစ်နိုင်ငံမှာကျင်းပနေတဲ့ Eurasian Economic Union ဥရောပအာရှစီးပွားရေးဖိုရမ်ကိုတက်ရောက်ဖို့မြန်မာနိုင်ငံနေစတင်ထွက်ခွာသွားပြီဖြစ်ပါတယ်နောက်ဆုံးသတင်းကတော့ဘကူရန်ဒေတာကြီးအနောက်ချမ်းမင်းလာမျိုးနယ်ထဲမှာရှိတဲ့နေရာအချို့ပေါ့နော်အဲ့ဒီနေရာတွေမှာလူမျိုးတဖုံအနေနဲ့မြေရှင်းလင်းရေးတွေဆက်လက်လှုပ်ဆောင်နေပါတယ်ပြီးခဲ့တဲ့ရပိုင်ကဖြစ်ပွားခဲ့တဲ့မင်းလာမျိုးနယ်အနီးတစ်ဝိုက်ကတိုက်ပွဲတွေမှာ နောက်ဆက်တွဲအနေနဲ့ထပ်ပြီးတင်းချောင်းနေတဲ့ BDF တောင်းကျမ်းသူအဖွဲ့တွေကိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေဘက်ကနေမြရှင်းစစ်ကြောင်းထိုးတာတွေဆက်လက်လှုပ်ဆောင်နေတာဖြစ်ပါတယ်။ဒီနေ့တဲ့သတင်းတွေကတော့ဒီလောက်ပါပဲခင်ဗျာ။ကျေးဇူးအားပေးတဲ့သူတယောက်ချင်းစီရောက်ကျေးဇူးတင်ပါတယ်။မင်္ဂလာရှိတဲ့ညလေးဖြစ်ပါစေခင်ဗျာ။ကျွန်တော်တို့မီဒီယာကိုထောက်ပံ့နေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ KP WP ARP CBV ဖုန်းနံပါတ်ဖြစ်တဲ့39 480 398ကိုဒတိုက်ရအကောင့်ထဲထည့်ပြီးတော့ထောက်ပံ့နိုင်ပါတယ်။ KP WP ဖွင့်ပြီးတော့ ကျွန်တော်နံပါတ်ရိုက်ထည့်လိုက်မှဆိုကျွန်တော်နာမည်ပေါ်လာမှာဖြစ်ပါတယ် password ခံပြီးလွှဲစရာမလိုပါဘူးခင်ဗျာဆိုတော့ကျွန်တော်တို့မီဒီယာတွေအတွက်ဒါပြည်သူလူထုရဲ့ထောက်ပံ့မှုကအများကြီးအထောက်အကူဖြစ်ပါတယ်နောက်ပြီးကျွန်တော်လှုပ်ဆောင်နေတဲ့ဒီ brighter လုပ်ငန်းတွေမှာလည်းအများကြီးအထောက်အကူဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကိုကူညီထောက်ပံ့ပေးတဲ့သူတယောက်ချင်းစီကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ကူညီထောက်ပံ့တာမလုပ်နိုင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ video လေးတွေကိုကြည့်ပြီးတော့ like share subscribe တွေနှိပ်သွားပေးလို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ